ပရိသတ်များအားလုံးကိုမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါရရှင်မြန်မာပြည်ကနေကြီးစုအားပေးနေတဲ့ပရိသတ်များကို VPN ခံပြီးကြည့်ပေးဖို့မြင်တားခံပါရရှင်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးမှာကတော့ Slovakia ကို6-9ပြတ်အနိုင်ယူပြီးကမ္ဘာဖလားဝင်ခွင့်ရရှိခဲ့ပြီဖြစ်တဲ့ဂျာမနီရဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်ဂျာမနီတင်းကတော့တနင်္လာနေ့ညကပြိုင်ဘက်တွေဖြစ်တဲ့ Slovakia ကို6-9တုံးများနဲ့အနိုင်ယူပြီးကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်ရယူနိုင်ခဲ့ပြီဖြစ်ပါတယ် ။အင်ရှင်ဂျာမနီရစီကသူကြားရဲစွမ်းဆောင်ရည်ကိုမြင်တွေ့ခဲ့ရတာဖြစ်ပြီးပွဲအစကနေအဆုံးအထိထိန်းချုပ်ကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဝူတီမာတီနဲ့ဂန်နဗရီတို့ကဂျာမနီအသင်းကိုပထမပိုင်းပွဲကစားချိန်မိနစ်30မပြည့်ခင်မှာပဲ2-3ညနဲ့ဥဆောင်ဝင်ရယူပေးခဲ့ပြီးစာနေရဲ့9မိနစ်အတွင်းသွင်းကို2-9ကြောင့်ပထမပိုင်းပြီးမှဂျာမနီက4-3ညနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဘာကူကဒုတိယပိုင်းပြန်ဆပြီးပွဲကစားချိန်တနင်္လာကျော်မှာပြင်စမမြောက်ကိုကိုသွင်းယူပေးသွားခဲ့ပြီးအထက်ကပြောစရာဖြစ်သွားခဲ့တဲ့ဇလန်းတွေထဲကတစ်ခုက Ultra Oko ရဲ့ ပွဲဥထွက်သွင်းကိုပဲဖြစ်ပါတယ်။လားလာများစွာရှိတဲ့ဆယ်ကျော်သက်ကစားသမားလေးကလူစားဝင်လာပြီး2မိနစ်အတွင်းမှာပဲဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး Slovakia အသင်းကတော့ Playoff ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ဂျာမနီနဲ့တိုးဆူတဲ့ကြောက်ခဲ့ချိန်မှာတော့ Playoff ကစားခွင့်ရယူနိုင်သေးတာက Slovakia အတွက်ကောင်းမွန်တဲ့ရလဒ်ရယူနိုင်ခဲ့တာလို့ပြောရမှာဖြစ်ပြီးဂျာမနီကလွန်ခဲ့တဲ့လအနည်းငယ်တုန်းက2-3ညနဲ့ရှုံးနေခဲ့တဲ့အသင်းကိုကဘာဖလားပြိုင်ဝဲအကျိုးအားကုန်ထုတ်ပြီးအပြတ်အသတ်အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းကြီးပြနာဂက်စမန်ကခြေစစ်ပွဲအောင်သူ့အသင်းသားတွေကိုချီးကျူးစကားဆိုခဲ့ပါတယ်။ကျွန်တော်တို့လမ်းကြောင်းမှန်မပြောင်းလာပြီလို့ယူဆပါတယ်။မတ်လမှာကျွန်တော်တို့စိတ်လွတ်ကိုလိုပြင်ဆင်နိုင်ပါပြီ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာ play off ကစားမဖြစ်အားမရှိတော့လို့ပါပဲ။အသင်းအတွက်တကယ်ကိုဂုဏ်ယူမိပါတယ်ကျွန်တော်တို့ခြေစပွဲအစမှာခက်ခဲခဲ့ပြီးဖြစ်အားလည်းရှိလာခဲ့တယ်ဒီပွဲကအရန်ကောင်းတဲ့ပွဲတစ်ပွဲပါပဲလူတိုင်းကယနေ့မှာထူးချွန်စွာကစားခဲ့ပြီးယူသွက်လောက်အောင်ကြိုးစားခဲ့ကြပါတယ် ခန်းစစ်ကလည်းတကယ်ကောင်းခဲ့ပြီးတော့ကြိုးစားအားထုတ်မှုအတွက်ကျေးဇူးတင်ပါတယ်။ကြီးကျယ်ခန်းမလေးဂိုးတွေလည်းသွင်ယူခဲ့ပြီးကျွန်တော်တို့ရဲ့ဘောလုံးရည်သွေးကဆွဲဆောင်မှုရှိပါတယ်။အသင်းကအမှန်တကယ်ကောင်းမွန်တဲ့အလုပ်ကိုလုံဆောင်ခဲ့ပါတယ်လို့နာဂတ်မန်ကပြောခဲ့ပါတယ်။ဂျာမနီသင်ကတော့ခြေစစ်ပွဲအဖွင့်ပွဲမှာဆလိုဗက်ကီးယားကိုနှစ်ဂိုးပြတ်အေးနေခဲ့ပေမယ့်နောက်ဆုံး၅ပွဲဆက်နိုင်ပြီးတော့ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။ဒါအပြင်2021စက်တင်ဘာနဲ့နိုဗ ెంబ ာလအတွင်း9ပွဲဆက်အနိုင်ရပြီးအရှိကြဆုံးနိုင်ပွဲဆက်မှုဖြစ်ခဲ့ပါတယ်။ မဲသားလန်သင်းကတော့တနင်္လာနေ့ညမှာလစ်သူရီးနီးယားကိုလေကိုတုံညာနဲ့အပြတ်အသတ်နိုင်ရရှိခဲ့ပြီးကမ္ဘာဖလားခြေစစ်ပွဲအဆင့်ကိုအဆုံးသတ်နိုင်ခဲ့တာကြောင့်ဒီလာမဲနေရသည့်ကမ္ဘာဖလားပြိုင်ပွဲကိုတိုက်ရိုက်ဝင်ဝင်ရရှိခဲ့ပြီးဖြစ်ပါတယ်။ပထမပိုင်း16မိနစ်မှာပဲတီချန်နီရိုင်ဒါစ်က DN ရဲ့ပေးပို့မှုကနေတဆင့်ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့ပထမပိုင်းမပြီးဆုံးခင်မှာနောက်ထပ်ဂိုးသွင်းယူနိုင်ခဲ့ရမှာဖြစ်ပေမဲ့လည်း Man City ကျယ်ဝင်းရဲ့ကန်ချက်ကကိုးတိုင်ထိမှန်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းပြန်ဆကလေးက နယ်သာလန်အသင်းကအလွန်ကောင်းမွန်တဲ့ချစ်ဆွမ်းပြသပြီးတော့16မိနစ်မှ16မိနစ်အတွင်းမှာ3ဂိုးအထိသိမ်းယူနိုင်ခဲ့ပြီးပထမဆုံးဂိုးကတော့ပန်နတီကနေရရှိခဲ့တာဖြစ်ပါတယ်။တူတီစကီနတ်စ်ကပန်နတီအေရီယာထဲမှာဘောလုံးကိုလက်နဲ့ထိခဲ့ပြီးတဲ့နောက်နယ်သာလန်တို့ပန်နတီရရှိခဲ့ပြီးဂတ်ပိုကအမှားရမရှိကန့်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်2မိနစ်အကြာမှာပဲပန်နတီအေရီယာထဲမှာနေရာလော့ဖန်တီးပြီးဆိုင်မွန်စ်ကဂိုးထောင်တဲကိုကန့်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။စုံထောင်းမြောက်သွင်းဂိုးကတော့ တံပြန်တိုင်းစစ်ကနေရရှိခဲ့တာဖြစ်ပြီးတော့ Riders ကမာလန်စီပေးပို့ခဲ့ရမှာ Netherlands တောင်ပံကစားသမားက Lithuania ဂိုးပေါက်ကိုတဟုန်လို့ပြေးလွှားပြီးတဲ့နောက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်နယ်သာလန်အသင်းက2026ကဘလားပြိုင်ပွဲကိုရှုံးဝဲမရှိစံချိန်နဲ့ဝင်ရောက်ခွင့်ရခဲ့ပြီဖြစ်ပြီးလစ်သူရေးနီးယားကတော့နိုင်ပွဲမရှိပဲအုပ်စုဘိတ်ကြီးအဖြစ်အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။နယ်သာလန်အသင်းကလစ်သူရေးနီးယားအသင်းကို၄ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာအာဆနယ်ညာနောက်ခံကစားသမား ဂျူရီယန်တင်မာကလီတူရေးနီးယားအသင်းကျောနံပါတ်3ရဲ့ဖြတ်ထုတ်မှုကြောင့်ဒူးမာဆုတ်ပြဲဒဏ်ရာရရှိခဲ့ပါတယ်။ပွဲချိန်64မိနစ်မှာလူစားလဲခဲရပြီးတော့ဒဏ်ရာကြောင့်ဘလောက်နားရမလဲမသိသေးပေမယ့်အနည်းဆက်ဆုံးတော်တင်ဟော့စပါနဲ့မြောက်လန်တန်ပွဲစဉ်ကိုလွဲချော်ပွဲရှိနေပါတယ်။အာဆင်နယ်အသင်းရဲ့နောက်ကန်ကစားသမားဖြစ်တဲ့ကာလာဖီယိုရီကတော့ဒဏ်ရာကြောင့်ကစားဖို့အဆင်မပြေလို့အီတလီအသင်းနဲ့ဆော့ဆော့လန်းခွဲခဲ့ပြီးမြောက်လန်တန်ကိုဆော့ဆော့ဆစ်ဆစ်ပြန်လာခဲ့ပါတယ်။ဒီချိန်မှာပဲကန်နာရီရဲ့အားထားရတဲ့ဘိုးနောက်ကန်ကစားသမားဂါဘရီယယ်ကလည်းဘရာဇီးအသင်းအတွက် ကစားပီးရင်ပေါင်မှာဒဏ်ရာရခဲ့လို့ကာလတစ်ခုကြာနားရဖို့ရှိနေချိန်မှာအဓိကညာနောက်ခံကစားသမားတင်းပါကပါဒဏ်ရာထရခဲ့တဲ့အတွက်အလားမရသတ္တပတ်ကစပြီးမြောက်လန်တန်ပြိုင်ဘက်စပါဘိုင်အမြူနဲ့ချယ်ဆီအသင်းတို့နဲ့ဇက်တိုက်ကစားရမယ်အာဆင်နယ်အသင်းအတွက်ဘူးလီယာဖေယုံစင်ဆိုသလိုဖြစ်ခဲ့ရပါပြီဒီပွဲချက်ကာလကိုအဓိကနောက်ခံကစားသမားတွေမပါဘဲကြော့ဖြတ်နိုင်မလားအရင်လိုစောင်းဝင်လာပြီဆိုထိတ်ဆုံးကစင်မြန်ကြီးမီးစင်းလုံမလားစောင့်ကြည့်ရတော့မှာပဲဖြစ်ပါရဲ့ရှင် ်ခရစ်စတီယာနိုရော်နဲ့ဂျိုမှာပါဝင်ခဲ့တဲ့ပေါ်တူဂီသင်းကအာမေးနီးယားကိုဂိုးဂိုးတကိုးနဲ့အပြတ်အသတ်အနိုင်ရပြီး2026ကမ္ဘာဖလားအတွက်နောက်တဆင့်ကိုတက်နိုင်ခဲ့ပါပြီဒီပွဲမှာဘရူနိုဖာနန်ဒက်စ်နဲ့ဂျာဝနာဗတ်စတိုကအခြေစမ်းပြနိုင်ခဲ့ပြီးတော့ဖာနန်ဒက်စ်ကပန်နဒီနှလုံးအပါဝင်တွင်းကို၃ကိုတွင်းယူခဲ့တယ်လို့နာဗတ်စ်ကလည်း box အပြင်နဲ့ free kick ကနေလာပါတဲ့ဂိုးတွေတွင်းယူပြီးဟတ်ထရစ်ရောက်သွားနိုင်ခဲ့ပါတယ်ပေါ်တူဂီသင်္ကေတရကျောင်းနံပါတ်9ကို Carlos Fop ဆိုတဲ့လူငယ်ကစားသမားလေးတစ်ယောက်ကိုဝစ်ဆင်စေခဲ့ပါတယ်။ Carlos Fop က ဘယ်လ်ဂျီယံထိပ်သီးကလပ်ဂရုအသင်းမှာကစားနေတဲ့တာဝန်ကစားသမားတစ်ယောက်ဖြစ်ပြီးဘာစီလိုနာအသင်းနဲ့၃ဂိုးစီတည်းရကြခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာနှစ်ဂိုးသွင်းယူပြီးတော့တဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။အခုနဲ့ဘောလုံးရာသီမှာတော့ကလပ်နဲ့နိုင်ငံအသင်းအတွက်၅ဂိုးသွင်းပြီး၅ဂိုးဖန်တီးမှုပြုလုပ်ထားခဲ့ပါတယ်။ရိုနယ်ဒိုကလာမယ့်ကမ္ဘာဖလားပြိုင်ပွဲပြီးမှပေါ်တူဂီအသင်းကနေအနားယူပွဲရှိနေပြီးတော့သူမရှိတော့တဲ့အချိန်မှာတော့ဘယ်ကစားသမားကကျောင်းနံပါတ်9ကိုဝစ်ဆင်ခွင့်ရမရှိမလဲဆိုတာကတော့စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့သူ့ဖင်ကိုလာကင်လို့မန်စီနီနဲ့ရန်ဖြစ်ခဲ့တာလို့ရှင်းပြလိုက်တဲ့ဟာလန်မှာအီတလီကိုနိုင်ရခဲ့တဲ့ပွဲမှာဟာလန်ကအီတလီအသင်းနောက်ခံလူမန်စီနီကသူ့ရဲ့ဖင်ကိုလာကင်ခဲ့တယ်လို့ဆွဆွဲပြောဆိုလိုက်ပါတယ်။နော်ဝေးသင်းကတော့ဆန်စီရိုမှာအီတလီကိုအားသင့်စရာကောင်းအောင်လီကိုတကိုနဲ့အနိုင်ရခဲ့ပြီးထုံးစံတိုင်ဟာလန်ကငကိုသွင်းယူခဲ့ပါတယ်။နော်ဝေးသင်းကအသင်းသမိုင်းတစ်လျှောက်အီတလီကိုဗရမာဆုံးချိန်နှစ်ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်တယ်လို့အီတလီအသင်းရဲ့အိမ်ကွင်းမှာအကြီးမားဆုံးနိုင်ဝေးရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ထမပိုင်းပွဲကစားချိန်အတွင်းမန်စီးနီနဲ့ဟာလန်တို့ပြဿနာတက်ခဲ့ပြီးနှစ်ယောက်သားခေါင်းညှင်းဆိုင်ပြောရန်ဖြစ်ခဲ့လို့အီတလီအသင်းရဲ့မန်စီးတီအသင်းပေါ်ကိုယ်တော်မှာဒွန်နာရမာကဟာလန်ကိုဝင်ဆွဲခဲ့ရပါတယ်။အဲဒီဖြစ်ရတဲ့ပတ်သက်လို့ပွဲအပြီးအင်တာဗျူးမှာတော့ဟာလန်ကမန်စီးနီကကျွန်တော်ဖင်ကိုလာကင်ခဲ့တာကြောင့်ဒီကောင်မလောက်တာလဲဆိုပြီးကျွန်တော်တွေးခဲ့မိပါတယ်။အဲ့တော့ကျွန်တော်လည်းဒေါသထွက်သွားပြီးသူ့ကိုငါ့ကိုစိတ်တက်မြင့်တင်ပြီလို့ကျေးဇူးပဲဆွဲလိုက်ကြအောင်လို့ပြန်ပြောခဲ့ပါရတယ်။အဲ့တော့ကျွန်တော်ကနှစ်ကိုသွင်းခဲ့သလိုကျွန်တော်တို့အတင်းကလည်းလေးကိုတကူနဲ့အနိုင်ရခဲ့တဲ့အတွက်ဂျင်းနန်းဆရာကောင်းခဲ့ပါရတယ်။ အခုနိုင်ပွဲအတွက်မန်စီနီကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။နော်ဝေတင်းကကဘာဖလားပြိုင်ပွဲမှာနောက်ဆုံးအကြိမ်ပါဝင်ကစားခဲ့တာက1998ခုနှစ်တုန်းကဖြစ်ပြီးတော့အဲ့ဒီအချိန်ကဟာလန်တော်မမွေးသေးပါဘူး။အခု28နှစ်ကြာမှာတော့ဟာလန်ရဲ့ဦးဆောင်မှုနဲ့အတူလာမယ်2026ကဘာဖလားပြိုင်ပွဲကိုဝင်အောင်ရှင်ပြိုင်ခွင့်ရခဲ့ပြီးချစ်စစ်ပွဲအုပ်စုတွေမှာနော်ဝေတင်းကတော့ရှစ်ပွဲကစားအံ့အားသင့်စရာကောင်းအောင်ရှစ်ပွဲစလုံးနိုင်ရခဲ့ပါတယ်။ရောဘားဆောင်မှာရန်လုံးပြည်နိုင်ငံနဲ့အတူကမ္ဘာဖလားချစ်စစ်ပွဲအောင်မြင်ခဲ့တာကအင်္ဂလန်ပြည်ရင်နော်ဝေတင်းသာရှိပါတယ် ။ဟာလန်ကလည်း2026ကမ္ဘာဖလားခြေစစ်ပွဲတလျှောက်ခြေစွမ်းပြခဲ့ပြီး၈ပွဲမှာ16ဂိုးတည်သွင်းခဲ့သလိုဒီဟာဒီမှာကလပ်နဲ့နိုင်ငံအသင်းအတွက်စုစုပေါင်း32ဂိုးတည်သွင်းယူခဲ့ပါတယ်။ကမ္ဘာဖလားချန်ပီယံစုကို၄ချိန်ထိရရှိခဲ့ပြီးဘရာဇီးပြီးရင်အောင်မြင်မှုအများဆုံးအီတလီအသင်းကတော့အောက်ဆုံးဒုတိယနဲ့သာကျင်းပခဲ့ရတာကြောင့်ကမ္ဘာဖလားခြေစစ်ပွဲအောင်ဖို့ play off အဆုံးဖြတ်ထပ်ပြီးကစားရအောင်မှာဖြစ်ပါတယ်။မန်နိုက်တက်တိုက်စစ်မှုဆန်စကိုကတော့ဒုတိယအကြောင်းတလားခန့်အနိုင်ယူရမယ်လို့သိရပါဗျ။ ၎င်းကနိုဗ ెంబ ာလ၈ရက်စပါနဲ့ပွဲမှာလူစားဝင်ကစားပြီးပွဲပြီးခန်းဒီမှာဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ဆက်စကိုရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးမန်ယူနိုက်တက်အသင်းဘက်ကတော့တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပါဘူး။ဒါမဲ့တနင်္လာနေ့ Everton နဲ့ Premier League ပွဲပွဲချုပ်သတင်းစာရှင်းလင်းပွဲမှာတော့မိပြအမွင်ကဆက်စကိုရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးပြောကြားလာဖို့တော့ရှိပါတယ်။ဆက်စကိုအနေနဲ့တလဝန်းကျင်သာအနားယူရဖို့ရှိတာကမန်ယူနိုက်တက်အတွက်သတင်းကောင်းပါပဲ။ ၎င်းကမန်ယူနိုက်တက်ကိုရောက်လာပြီးကလေးက12ပွဲမှာ2ဂိုးသာသွင်းယူနိုင်လို့ကစားသမားတစ်လေးဦးထက်အဝေးပြန်ခံရဆုံးဖြစ်နေပါတယ်။မန်ယူနိုက်တက်တင်ကအန်ပူမိုနဲ့အမတ်ဒီယာလိုတို့ကိုဒီဇင်ဘာလ22ရက်မှာစတင်မဲ့အာဖရိကနိုင်ငံများဖလားကိုဆစ်လို့ရဖို့ရှိနေပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့တိုက်စစ်ကစားသမားဇက်ကစီကိုလာမယ့်ဇန်နဝါရီကျရင်အသင်းပြောင်းခွင့်ပေးလိုက်ပြီလို့သတင်းတွေထွက်နေပါတယ်။အသက်24နှစ်ရွယ်ရှိပြီဖြစ်သူနယ်သာလန်တိုက်စစ်ကစားသမားဇက်ကစီက အမောင်းရင်လက်အောင်မှာကစားခွင့်ပွဲကစားခွင့်ရဖို့ရုံးကန်နေရပြီးဒီရသည့်ပြီးမရလီမှာတပွဲမှပွဲထွက်ကစားခွင့်မရသေးပါဘူးဇက်စီကလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာနေသာလန်အသင်းနဲ့အတူတူပဝင်စင်နွဲလိုရာကြောင့်ပုံမှန်ကစားခွင့်ရမယ့်အသင်းတစ်သင်းစီပြောင်းရွှေ့ခြင်းနေရာဖြစ်ပါတယ်ဒီရသည့်မှာအမောင်းရင်ကကုညာအန်ဘူမိုမေဆင်မောင်ဆက်စကိုဒီရလိုတို့ကိုတိုက်စစ်အတွက်အထူးအသုံးပြုနေလို့ဇက်စီကနေရာပြောင်းနေခဲ့ပါတယ်လာမယ့်ဇန်နဝါရီကျရင်တော့ ဇက်ဇီကိုခေါ်ယူဖို့ရိုမာအသင်းကစိတ်ဝင်စားနေပြီး United အသင်းကလည်းဇက်ဇီကိုရာသီကုန်အထိငားချပြီးမှအပိသက်ခေါ်ယူဖို့သဘောတူညီချက်အထက်သွင်းသွားဖို့ရှိတယ်လို့အီတလီနာမည်သောသတင်းစာ Gazzetta dello Sport ကဖော်ပြခဲ့ပါတယ်။ဒါ့ပြင်အင်္ဂလန်မီဒီယာတချို့ကတော့ United အသင်းတိုက်စစ်မှာ Sasco ကအတူတန်ရကြောင်းအနိုင်ယူရမှာဖြစ်တယ်လို့အန်ဘူမို Diallo တို့ကလည်းအာဖရိကနိုင်ငံများဖလားပြိုင်ပွဲရှိလို့ဒါမဲ့ဒီဇင်ဘာလအတွင်းလက်လွတ်ရမှာဖြစ်လို့အမော်ရင်ကဇက်ဆီကိုနေရာပေးသွားမယ်။ အနိထားရှိရလို့သုံးသပ်ဖော်ပြခဲ့ကြပါတယ်။အနာဂတ်ဘလွန်ဒီယောဆူအတွက်ရာမင်းနဲ့အတီဗောင်းတို့ရဲ့ရှင်ပြိုင်မှုကတကယ်ကိုပြင်းထန်လာနိုင်ပါတယ်။အသက်18နှစ်18နှစ်မှာတော့အပျော်အပါကိစ္စတွေနဲ့အာယုံလွင့်ပြန်ပုံရနေတဲ့ရာမင်းထက်အစတီဗောင်းကဘောလုံးကိုပို့ပြီးအာယုံစိုက်နိုင်ပြီး professional ဆန်ဆန်စိတ်တက်လည်းရှိပါတယ်။ဒီလိုစိတ်တပိုင်းချားနာမှုဟာကစားသမားတအူရဲ့အမြင့်ဆုံးအဆင့်မှာဘလောက်ကြာကြာရည်တည်နိုင်မလဲဆိုတာကိုအများအပြားဆုံးဖြတ်ပေးလို့ရှိပါတယ်။ လက်ရှိမှာအက်တီပေါင်းကရာမဲထပ်ပိုကောင်းတယ်ဒါမှမဟုတ်ပိုပါမီရှိတယ်လို့မပြောပေမဲ့သူ့မှာမက်ဆီရော်နယ်ဒိုဒါမှမဟုတ်ဆာလာတို့လိုမျိုးဘောလုံးပေါ်မှာအလေးနက်ထားမှုရှိနေတယ်လို့မြင်နေပါတယ်။ဒီလိုမျိုးအသေးစိတ်စိတ်ဓာတ်ပိုင်းဆိုင်ရာအချက်လက်ကထိဆုံးစစ်မှာအောင်မြင်သူနဲ့ရှုံးနေသူကိုဆုံးဖြတ်ပေးနိုင်တဲ့အတွက်အက်တီပေါင်းကပဲရာမဲကိုကြောသားမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ရှင်။မန်ချက်စတာယူနိုက်တက်အသင်းကတော့အေဒန်ဝါဟန်ကိုလီဗာပူးအသင်းနဲ့အပြိုင်ခေါ်ဆိုမှုမှာ အသာရဖို့အတွက်ခရစ်စတယ်ဘဲလီကွင်းလယ်လူကိုတရားဝင်ကမ်းလှမ်းလိုက်ပါတယ်ခရစ်စတယ်ဘဲလီအသင်းဘက်ကတော့သူတို့ကစားသမိုင်းတန်ကြီးကိုပေါင်100တန်းကျော်ဒေါ်လာ131.6တန်းသတ်မှတ်ထားပါတယ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ထပ်ပြင်မဖြစ်တဲ့နော်တန်ဖောရက်စ်ကွင်းလယ်လူအီလီယော့အန်ဒါဆန်ကို Forest အသင်းကဇန်နဝါရီဈေးကမှရောင်းချမှာမဟုတ်ပေမယူအသင်းနေနဲ့အမှန်တကယ်လိုချင်မှာကကလပ်စံချိန်တင်ကြီးပေါင်တန်း100ကျော်ပေးရမယ်လို့ Nottingham Forest အသင်းဘက်ကတောင်းဆိုထားပါတယ် အာဆင်နယ်အသင်းက Real Madrid တိုက်စစ်မှု Rodrigo အတွက် Euro တန်း60ပေါင်53တန်းနဲ့အတူအပိုစုကြီး Euro တန်း20ကိုပါတပါးရဲကန်လိုက်ရန်ဆုံးဖြတ်ထားပြီးတော့ Real နီးပြ Xavi Alonso ကလည်းလက်ခံပွဲရှိနေကြောင်းသိရပါတယ်။ Liverpool အသင်းကတော့နောက်ခံလို့ Ibrahim Konate အတွက်အလွန်အကျိုးရှိတဲ့ကန်လန်းမှုလို့ဖော်ပြထားတဲ့စာချုပ်တစ်ကိုနောက်ဆုံးချိန်လေးနဲ့ကန်လန်းသွားမှာဖြစ်ပါတယ်။ Bayern Munich က Nicolas Jensen ကို အခုနှစ်စောင်းရသည့် ချက်စည်းကိုပြန်လဲပို့ဆောင်မှုအတွက်အစီအစဉ်မရှိကြောင်းလည်းသိရပါတယ်ရှင်။ဂျူဗင်တက်အသင်ကတော့တိုက်စစ်မှုခီနန်ယယ်ဒစ်စ်ရဲ့တနှစ်လောက်ခယူရိုတန်6တန်တောင်းဆိုမှုကိုပေးဖို့တွန်းဆုံနေရကြောင်းအာဆင်နယ်နဲ့ချက်စီတို့ကခီနန်ယယ်ဒစ်စ်ကိုခေါ်ယူဖို့ချဉ်းကပ်နေကြတာပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးနိုင်ငံသားပေါ်လုံးတဲ့အားလုံးကိုတနင်္လာရီမှာ ဆက်ဆောင်ရင်းကြီးချွန်နားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာ Sport Media YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်ပြည်သူကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ Follow တင်ဖို့ပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါရဲ့နော် Follow ရှင်ပြည်သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်